မင်္ဂလာပါရှင်။နိုဝင်ဘာလ2ရက်တနင်္ဂနွေနေ့ရက်တိမတ်ဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့သတင်းထုတ်လွှင့်မှုများကိုရှက်တန်တော်မယ်လို့ RFA ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်စိုးရရဲ့ရန်မုံွေထောက်ပံ့မှုရပ်ဆိုင်းခဲ့ပြီးနောက်သတင်းထုတ်လွှင့်မှုများကိုရှက်တန်တော်မယ်လို့ RFA သတင်းဌာနကအောက်တိုဘာ30ရက်တွင်ပြောကြားခဲ့ကြောင်းသိရပါတယ်။မက်ရှလာအတွင်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရဖွဲ့သည့်ရန်မုံွေပေးထားတဲ့မီဒီယာများအတွက်ငွေကြေးအများစုကိုရှော့ချဖျက်တောက်ခဲ့ပြီးကြတဲ့အခါ RFA သည်ဝန်ထမ်း90ရာခိုင်နှုန်းကျော်ကိုအလုပ်ဖြုတ်ခြင်းသို့မဟုတ်ခွင့်ပေးခြင်းတည်ရင်ထုတ်လုပ်မှုများကိုလျှော့ချခြင်းတို့ပြုလုပ်ခဲ့ပါသည်။ Trump ၏ရန်မုံကြီးလျှော့ချဖျက်တာမှုများကိုတရားရုံးများကဟန်တားနိုင်ခဲ့တော်လဲလက်ရှိတွင် American Federal အစိုးရရန်နေရာရပ်ဆိုင်နေရာကြောင့် RFA သည်ရန်မုံကြီးများကိုရရှိခြင်းမရှိဘူးလို့ဆိုပါသည်။ RFA က၎င်းတို့အနေဖြင့်အောက်တိုဘာ31ရက်မှစပြီးတည်ရင်ထုတ်လုပ်မှုအလုံးကိုရှင်းနာယူမှတပါး ရွေးချယ်စရာမရှိကြောင်းပြောကြားခဲ့ပြီး၎င်းသည်သတင်းများကိုစတင်ထုတ်လွှင့်သည့်1996ခုနှစ်နောက်ပိုင်းပထမဆုံးချိန်ရက်ဆိုင်မှုဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ထရန့်အစိုးရကနှစ်စဉ်ဒုက္ခသည်8500ခုသာလက်ခံမဲ့မူဝါဒသစ်ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ထရန့်အစိုးရကနှစ်စဉ်လက်ခံမဲ့ဒုက္ခသည်အရေးအတွက်ကိုအများပြားလျှော့ချမဲ့အစီအမံများအားအောက်တိုဘာ30ရက်တွင်ထုတ်ပြန်လိုက်ရာ လက်ခံမဲ့ဒုက္ခသည်အရေးအတွက်သည်အနည်းဆုံးဆန်ကျင်ဖြစ်လာမှဖြစ်ပြီးလူဖြူတောင်အာဖရိကသားများကိုဦးစားပေးလက်ခံမယ်လို့ဆိုပါတယ်။မူဝါဒအသေးအရာအမေရိကန်ပြည်ထောင်စုက2026ခုနှစ်ဗန်နာရီနှစ်တွင်ဒုက္ခသည်8500ကိုလက်ခံမှဖြစ်ရာအဆိုပါရည်တွက်သည်ဒီမိုကရက်တစ်သမ္မတဟောင်းဂျိုးဘိုင်နန်လက်ထက်မှလက်ခံခဲ့တဲ့ဒုက္ခသည်အရေးအတွက်သတိထက်များစွာယုံနေတယ်လို့ဆိုပါတယ်။ အင်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှတ်တမ်းအရလာမယ့်ဗန္နာရီနှစ်တွင်လက်ခံသူအများစုမှလူပြူတာအာဖရိကသားများမိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံများတွင်ဥပဒေချိုးဖောက်တဲ့ခွဲခြားဆက်ဆံခံရခြင်းသို့မဟုတ်တရားမျှတမှုမရှိဘဲခွဲခြားဆက်ဆံခံရသူများကိုလက်ခံမယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံအန္တရာပရာဒက်ရှ်ပြည်နယ်ရှိဖျားကျောင်းတစ်ခုတွင်လူအုပ်ပြုမှုကြောင့်အနည်းဆုံးလူ၁၀ဦးသေဆုံးတဲ့သတင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအန္တရာပရာဒက်ရှ်ပြည်နယ်ဆာရီကာဂိုလန်ခရိုင်ရှိ ဖန်ကတဆရာဆွမ်မီဖျားကြောင့်လေနွေမာတရက်ကလူများကြောင့်လည်းရေကမှုရှုလို့ပြေးကြတဲ့လူအုပ်ပြမှုတစ်ခုကြောင့်အနေဆုံးလူ၁၀ဦးသေဆုံးခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းဖြစ်ရသည့်ကာစီဘကမြို့ရှိဖျားကြောင့်လေအဂါဒါရှိခေါ်လာဆန်း၁၁ရက်အခမ်းအနားမှာဖျားဖူးများဆွေးနွေးနေခြင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဟိန္ဒူဘာသာဝင်တို့ရဲ့အစာရှောင်တဲ့အင်္ဂဒါရှိပွဲတော်အတွက်ဆုတောင်းရန်ဘုရားကျောင်းတွင်လူအုပ်ကြီးစုဝေးနေခြင်းမှာ၎င်းဖြစ်ရဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဘုရားဖူးများအလွန်ကျွံစုဝေးနေခြင်းကြောင့် လူကြီးစုပြုံနေခဲ့ပြီးရုတ်တရက်လူအုပ်ပြုံမှုဖြစ်ပွားစေခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ရဲတပ်ဖွဲ့ဝင်များကအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိပြီးအခြေအနေကိုထိန်းချုပ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။